ဂစ်တာကဖေးတဲ့ကလောနာယီဖင်အနီးတက္ကရိုရိတ်သားလမ်းမှာရှိတာကလောမျိုးရဲ့အေးများတဲ့ရာသီဥတုနဲ့တပုံလလလေးလည်းရိုက်ချင်တယ်ပြီးတော့အဖမ်းတော့လည်းကောင်းရမယ်ဆိုရင်တော့ဒီဂစ်တာကဖေးကအစ်တော်ဖုန်းပဲပေါ့နော်ချေရတဲ့သူတွေကိုအချိန်ပေးဖို့ကလောမျိုးကိုလာမယ်ဆိုရင်တော့ဂစ်တာကဖေးကိုလည်းလိုက်ဖို့တင်တယ်ဂစ်တာကဖေးမှာကကော်ဖီကောင်းကောင်းလေးတစ်ခွက်တောက်ချင်လားဒါမှမဟုတ်မနက်ဖာကောင်းကောင်းလေးလား နင်းလက်ဖာကောင်းကောင်းလေးလားညမအေးဖီလိုလိုလလက်ဂီတတန်လေးနားထောင်ရင်းနဲ့ချေးမလားမနက်ကနေညအထိဖိတ်ပါရင်ဂီတကဖေးမှာပါ home stay နေသွားလို့ရတယ် တတိရောတော့ coffee လေးတောင်ရင်းနဲ့နေလေဖာကောင်းကောင်းလေးဖာမယ်ပေါ့နော်ဖိုင်ရဲ့လက်ရာလေးက Chinese butter European food ဘက်ကိုပို့ပြီးတော့ရောက်တယ် portion တွေကလည်းများပြီးတော့သူ့ရဲ့ veil လေးနဲ့အမ်သူ့ရဲ့အရာသားလေးကတော်တော်လေးကိုတန်တယ်လို့ပြောရမယ်တတိရဲ့အကြိုက်ဖုန်းကတော့ဒီတုံရန်ဟင်းရီပေါ့နော်တုံရန်ဟင်းရီရဲ့တုံရန်ရဲ့အရာသားပိုင်ပိုင်နိုင်နိုင်ထိထိမိမိနဲ့တော်တော်လေးဖားလို့ကောင်းနေကြတယ်မှာပါတယ် ဒီတုံရန်ကတော့တိတိမာထားတာကပင်လယ်ဖာတုံရန်ပေါ့နော်ရတုတုအေးအေးလေးနဲ့ဒီတုံရန်ဟင်းရရတော့မပါမဖြစ်ပါမယ်ထင်တယ်ပြီးတော့ငါငါအရင်တိုက်တဲ့တိတိကငါမျိုးဖုံမာထားတယ်ပေါ့နော်ပုံဖန်တမျိုးနဲ့ feature ငါးပေါင်းကလည်းဖားလို့ကောင်းတယ်သူ့မှာပါတဲ့ဒီငရုတ်သီးတွေအဖာပလာတွေနဲ့ငါးနဲ့ရောပြီးရောဖားနော်ငါးကြီးပဲတတ်တတ်မဖားနဲ့သူ့ရဲ့ဒီအနှစ်ကြီးပဲလည်းတတ်တတ်မဖားနဲ့ရောပြီးဖားတာပိုကောင်းတယ် ချိုင်းညလေရီကိုပိုကြိုက်တဲ့ဒီတီကတော့ယူနန်ကြက်သားတုပ်ကိုမှားထားတယ်။ယူနန်ကြက်သားတုပ်လေးကလည်းဖောက်လို့ကောင်းတယ်။အဓိကတော့သူ့ရဲ့ flop တွေပိုင်နေတင်နေ။သုံးသက်သားလေးကိုမှမှုလေးနဲ့ပြီးတော့မြက်ဖိန်းလေးတွေပါထပ်ပေါင်းထားတဲ့ဒီဟင်းလျာလေးကတော့ယူနန်ဝတ်သားမှုချက်ပဲဖြစ်ပါတယ်။ဖိုးနဲ့သုံးသက်သားကအရသာရှိလာပါတယ်ဆိုမှ export မြစ်ကလေးနဲ့ပါဆိုတော့ဒီဟင်းပွဲကတော့တော်တော်လေးကိုတီတီရဲ့အကြိုက်ဖြစ်ခဲ့တယ်။ ရှာသူဥတုအီအီလီလီယာတဖြူဖြူနဲ့ဆိုတော့မိန်ကလေးတွေရဲ့အကြိုင်အထောင်းဆိုတာလည်းမပါမဖြစ်ပါမယ်။ဒါကတော့ယူရီးယားပဖွန်တောင်းပေါ့နော်။ယူရီးယားပဖွန်ထောင်းကပဖွန်အကြီးကြီးကိုမှအထောင်းအရသာကအနေတော်လေးပေါ့နော်။အရင်ဖက်ပြဲလန်နေရမျိုးမဟုတ်သလိုခြုံရဲနေတဲ့ပလဲမကြောက်ပဲနဲ့တတော်ကိုအဖက်ဟတ်တယ်တဲ့။ယူနိုင်ငံကျော်နှက်ကလေးကိုတော့တမညာသီးလေးမြှက်ပြီးတော့စားတာဟိုကောင်းတယ်လို့ ဖိုင်ယာကလေးလေးကပြောလို့ဒီတရတမညာသီးလေးညှစ်ပြီးတော့ဖားတယ်อืมตุ้ยเหยလေးငကြောနှက်ကငါအပေါ်အခွန်ကျွတ်ကျွတ်လေးနဲ့အထဲကငါးရဲ့လေးအချိုအရသာလေးနဲ့တော်တော်လေးကိုလိုက်ဖက်တယ်အဲ့ဒါလေးလည်းကြိုက်တယ်နန်ယိုကင်လေးကတော့အချိုဘက်နဲ့နဲ့ကဲတယ်အဲ့ဒါကိုမှတီတီရထပ်ပြီးရောဒီဖော့အချိုနဲ့ထပ်ပြီးရောတို့ဖားလိုက်သေးတာဒါကလည်းတီတီရဲ့အကြိုက်လေးနော် ငါးတိုက်တဲ့ဒီတိကနောက်ထပ်ငါးတမျိုးကိုထပ်မှထားတာကတော့ငါးတံမြပေါင်းပေါ့နော်ငါးတံမြပေါင်းကတော့ဒီတိကဘယ်နေရာမှာမဆိုမှဖားတတ်တဲ့အမျိုးဒါပေမဲ့ဒီငါးတံမြကချင်းဖူးနေတဲ့အမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဒီအနှစ်ကထမင်းနဲ့နယ်ဖာလဲတော်တော်လေးကိုဖားလို့ကောင်းပြီးတော့အချင်းနဲ့အဖက်နဲ့အရသာလေးကမျက်မျက်တတလေးပါတယ် ငားရီအရန်ကြိုက်တဲ့တီတီကငားရီရဲ့ diphor တွေကိုတော့တီတီကမကြိုက်ဘူးပေါ့နော် define ကငားရီကတော့လုံးဝ diphor morph မနှံ့ဘူး ဆန်ရဲ့ဘဲကင်လေးကတော်တော်လေးစောင်းလိုက်ရတယ်။ဘာလို့လဲဆိုတော့ तू ကလေဘဲကို तू ကတေချာပေါ့နော်မီးတွေးနဲ့อืมပြီးတော့လေပြောမယ်ဆိုဘဲတန်မုံကင်လိုမျိုးกินတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ အချိန်နဲ့နဲ့ကြာပြီးတော့ပို့ပြီးတော့လဲ follow ကောင်းတယ်အဖီရဲ့နဲ့ဣပြီးတော့အဲ့လိုမျိုးမဟုတ်ပါနဲ့ဘဲကင်က664 664လေးဖိုပေမဲ့လဲအသားလေးရအီအီလေးနဲ့အပေါ်အရေကွန်း66လေးပေါ့နော်အဲဘဲကင်ဖုန်းကြီးအီအီရွှဲရွှဲကြီးမဖားကျင်တဲ့လူကြီးအတွက်ဒီဘဲကင်ကတော့တော်တော်ကိုတိုက်ကြမှာချင်းနေဘဲကင်မှာပေးတဲ့ဖော့ဘ်က ပါဖော့ကိုတီတီကြိုက်လဲဆိုဒီ Pepi Vet Phone နဲ့ဒီ Baking 66လေးနဲ့တော်တော်လေးကိုလိုက်တယ်။ Um Fan ရဲ့ Baking ကလည်း Fan ရောက်ရင် Fan ကို Fan ကြီးတင်တဲ့တဲမှာပါတယ်ပေါ့နော်။ဒီ Baking ကအမြင်က66လေးဖြစ်နေတဲ့အတွက်ကြောင့်မလို့မမာကြီးဖြစ်နေမယ်လို့တော့မထင်နဲ့နော်။အေးသွားတဲ့အထိ Woofer လို့ကောင်းတယ်။အသားလေးတွေကဣပြီးရောအရေကွန်လေးတွေကရွရွလေးတွေပြီးတော့အချိုတဲဖီယာက အီနိုကီပေါ့နော်ဒီအီနိုကီကိုပြောတော့ကတတိယအီမိုကီလို့ကြားတာပေါ့နော်ကန်ချောကားတွေအကြီးများပြီးရောဒါကတော့အချိုတဲဖရာလီပေါ့နော်ကလေးတွေရောကြိုက်တယ်ဖူပေမဲ့တတိယလည်းကြိုက်တယ်ဒီတန်းမှာသူကအမ်ဒီ chief ရဲ့ပေါ့နော်ဒီအရာတာကအဖိတ်နဲ့อืมဤသွားမယ်လို့ထင်ပေမဲ့လည်းဖလက်ရွက်လေးနဲ့အတူရောဖားတဲ့အချိန်မှာလုံးဝမအီပဲနဲ့တော်တော်လေးဖားလို့ကောင်းတယ်။တစ်ခုဆိုရင်တစ်ခုဖို့တလောက် ဖားလို့ကောင်းနေတယ်မှာပါတယ်။ဖိုင်ရမောင်လေးကတော့ပြောတယ်ဒါလေးကဖိုင်ကိုလာတဲ့ကလေးတိုင်းကြိုက်တယ်တဲ့။ဟုတ်မှာပါတီတီလည်းကြိုက်တယ်လေ။ဘာကြောင့်ကတာကဖေးကိုသွားတင်လိုက်ဖို့တော့မြမအရေးအတွက်မြင့်အထူးတန်းဝင်ကော်ဖီတွေကိုဖင်းနှုံးတတတတနဲ့တောက်လို့ရတယ်။ကျွမ်းကျင်တဲ့ရှက်ပြေအရသာတွေဆိုတော့ဟင်းလျာလေးကတော့အထူးပြောပြရမလို့တော့ဘူး။ညဆိုလည်းတချင်းချင်းချင်းလေးနားထောင်လို့ရတယ်။ကဲအမတ်တရနေလေးတွေဖန်တီးနိုင်ကြပါဖေးနော်။